်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေလိုဝင်မာလာစနေရဲ့ဒီဂရီ99ခန်းအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဘင်္ဂလားပင်လယ်အမြောက်ပိုင်းတွင်အများအဖြစ်တာယာနေပြီးကပ်လီပင်လယ်ပြင်တောင်ပိုင်းနှင့်ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့တွင်တိမ်တင့်တင့်မှတိမ်ထူတဲ့နေကကပ်လီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကျန်ဘင်္ဂလားပင်လယ်တို့တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမည်။ ဒီကနေ့ညနေထိခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်နေရာကျကျကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိချုံရပါမယ်။ရွာရံုံပြည့်ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်သင့်တင့်ဖြစ်ချုံပါမယ်။မြမပင်လေးပင်တွင်လှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြစ်မှာမြမကယုံနဲ့တခြားနယ်ကမ်းလွန်ပင်လေးပင်တို့တွင်၅ပေမှ8ပေခန့်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျမှုထိချုံရနိုင်ပါသည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့တိမ်သိမ့်တိမ်ဖြစ်ထွန်းပါမယ်ရှင်။